။တခါတော့ကဓမြအဖွဲတဖွဲကဓမြတိုက်ပြီးရရှိလာတဲ့ရွှေငွေကြောက်တန်ဗရမများတွေကိုဖွက်ဖို့တောက်ထဲဝင်လာကြပါရီ။သူတို့တောက်တစ်ခုတည်းမှာလုံခြုံအေးချမ်းတဲ့နေရာကိုလိုက်ရှာနေခဲ့ပေမဲ့လုံခြုံတဲ့နေရာရှာမတွေ့ခဲ့ပါဘူး။ငါတို့ရွှေတွေအများကြီးတော့လူယူလာခဲ့ပြီးဒါရီအားလုံးကိုဘယ်မှာဖွက်ကြမလဲ။တိပင်ပေါ်မှာတော့ဖွက်လို့မရဘူး။တယောက်မဟုတ်တယောက်ကတော့တွေ့သွားမှာပဲ။ဟုတ်တာပေါ့မင်းပြောတာမှန်တယ်။ဒီရွှေတွေကိုငါတို့တိပင်ပေါ်မှာဖွက်လို့မရဘူး။မင်းတို့အားလုံးဒီလိုလို့ ဒီနေရာမှာပဲမြေကျွေးနန်းနတ်လေးတို့ပြီးဒါရီကိုမြုပ်ထဲလိုက်ကြဒီနောက်ဓမြတွေအားလုံးကလည်းနေရာမှာမြေကျွေးတူးခဲ့ကြပါတယ်သူတို့မြေကျွေးနန်းနတ်လေးတို့ပြီးခဏအကြာမှာပဲအနံ့အစိုးတွေထွာလာပါတယ်ဒါကြောင့်သူတို့လည်းဘာရှိတာလဲလို့သွားကြည့်လိုက်တော့အံ့အားသင့်ကုန်ကြပါတယ်မြေကျွေးကြီးရဲ့မှာတရေမကြီးတကောင်ရှိနေရပါဒါတို့တွေ့ကြရတဲ့ခါမှာတော့သူအတန်အောင်မထွက်ရဲတော့ပါဘူးဘာဖြစ်တာလဲမြေကျွေးနဲ့မှာဘာရှိလို့လဲသူတို့ဂျင်းနေရင်တရေမကြီးကတော့မြေကျွေးနဲ့ကနေအပေါ်ထွက်လာခဲ့ပါတယ် ူရဲ့ပုံစံကြီးကတကယ်ကိုအကြီးကြီးပါပဲ။တမယတွေအားလုံးကလည်းကြောက်လန့်တကြနဲ့ထွက်ပြေးကြတာပေါ့။ဟေးဟေးပြေးပြေးပြေး။နောက်ကြတဲ့ခြေတော့စစ်စာဖောက်ပဲ။ပြေးဒီကနေအမြန်သာပြေး။ဟုတ်တယ်။အသက်ရှိသေးရင်တော့နောက်ထပ်အများကြီးတမယတိုက်စားလို့ရတယ်။အခုလောလောဆယ်တော့ထွက်ပြေးကြဟေးပြေးပြေး။အမြန်ပြေးအမြန်ပြေး။ဘလို့မစိုးသူတို့အားလုံးလည်းတောက်ထဲကထွက်ပြေးကုန်ကြပါရဲ့။ဘလို့လုံးမလဲကျွန်တော်တို့ရွှေတွေအားလုံးထားခဲ့ရတယ်။မင်းရလေကွာရွှေကိုပူပန်မနေနဲ့။နောက်မှသွားပြန်ယူလို့ရတယ်။ အခုလောလောဆယ်အတက်ကောက်ဖို့အရေးကြီးတယ်လေငါတို့ဒီတောင်းထေကအမြန်ဆုံးထွက်မှဖြစ်မယ်တရံမကြီးငါတို့အနောက်ကလိုက်လာရင်ဘယ်လိုလုပ်မလဲဒီလိုနဲ့အားလုံးကလည်းတောင်းထေကနေထွက်ပြေးကောင်းကြပါရဲ့ပြင်းနေပြင်းနေသူတို့လည်းတောင်းတနေအောင်ကိုရောက်လာပါရဲ့ဘာဖြစ်ကြတာလဲခင်ဗျားတို့အဆင်ပြေကြရဲ့လားဘယ်ကိုပြင်းနေကြတာလဲအော်အကိုရဲ့ကျွန်တော်တို့လည်းဘယ်လိုပြောပြရမလဲစူးစားပန်းစားနဲ့ကျွန်တော်တို့အလုံးလုံးပြီးရွှေရီစုဆောင်ထားခဲ့ရကျွန်တော်တို့ရွှေကိုနေရာတကျထားဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာတရေမကြီးတကောင်ရောက်လာတယ် ကျွန်တော်တို့လည်းရွှေတွေအားလုံးထားပြီးတော့ထွက်ပြေးလာခဲ့ရတာပဲညကလည်းမိုးချုံနေပြီဆိုတော့ခမားလည်းအိမ်ကိုပြန်တော့တခိုးတွေကလည်းပြောပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ကြပါတယ်။ဂျွာသားကတတော်လောပါကြီးပါတယ်။သူလည်းရွှေတွေတောထဲမှာရှိတယ်ဆိုတော့တည်င်းကိုကြားရတယ်ဖြက်လန်းလေးနဲ့ချမ်းသာကျင်သွားပါတယ်။ဒီငကြောက်တွေကသူတို့ရွှေတွေကိုထားပြီးထွက်ပြေးလာကြတယ်တဲ့။ဒါကတော့ငါချမ်းသာဖို့အတွက်အကောင်းဆုံးအခွင့်အရေးတစ်ခုပဲ။ငါတောထဲအမြန်ဆုံးသွားကြည့်မှဖြစ်မယ်။တကယ်ပဲဘာတွေဖြစ်နေရလဲမသိဘူး။သူလည်းချက်ချင်းပဲတောထဲကိုဝင်သွားလိုက်ပါတယ်။ တောင်းရင်မှာတကယ်ကိုတရင်မကြီးတကောင်ရှိနေခဲ့တာပါသူကလည်းတပင်အကြီးကြီးတပင်ရဲ့နောက်ကနေပုံပြီးကြီးနေခဲ့ပါတယ်ဓမြတွေပြောသွားတဲ့စကားမှန်တယ်ဒီမှာတကယ်ကိုတရင်မကြီးတကောင်ရှိနေအကြီးကြီးပဲဗိုက်စာတွေဗိုက်စာတွေသူတို့အားလုံးပြေးသွားကြပြီဆိုတော့ငါဘာကိုသွားဆရမလဲသူကလည်းရွှေတက်တာကြီးကိုမြင်တွေ့သွားပါတယ်ဒီထဲမှာစားဖို့အတွက်တခုခုထည့်ထားတာများလားဒီလိုနဲ့စုံမကြီးကလည်း တစ်တာကိုဖွင့်ပြီးရွှေတွေအားလုံးကိုစားပြစ်လိုက်ပါတယ်။ဟာဒုက္ခပဲငတုံးမကြီးရဲ့ဒါရွှေတွေဟဲ့စားစရာမဟုတ်ဘူး။ငါရဲ့ယူရချက်တွေအားလုံးကတော့တဲတဲ့ရေသွန်ဖြစ်ကုန်ပြီ။အခုထင်ကြမှာတော့ဘာလို့ရတော့မလဲ။ရွှေတွေကသူ့ရဲ့အစာအိမ်ထဲမှာပဲရှိနေအောင်မှာသူ့ဘိုက်ထဲကနေပြီးရွှေတွေအားလုံးကငါအမြန်ဆုံးထုတ်လာမှဖြစ်မယ်။ငါသူ့ရဲ့ဘိုက်ထဲကိုဝင်ပြီးတော့ရွှေတွေအားလုံးကိုသွားထုတ်မယ်။ဒီအလောက်ကငါတယောက်ထင်တော့လုံးလို့မရဘူး။ငါတငယ်ချင်းတယောက်ကိုအကူအညီသွားတောင်းမယ်။သူကလည်းချက်ချင်းတငယ်ချင်းတယောက်ကိုအကူအညီသွားတောင်းပါရဲ့။ တငယ်ချင်းရေတငယ်ချင်းတကောက်ဖွင့်တကောက်ဖွင့်အရေးကြီးတဲ့ကိစ္စတစ်ခုပြောစရာရှိရယ်အလောက်ကိစ္စတစ်ခုရှိလို့ငါလာခဲ့တာအမြန်တကောက်ဖွင့်အောင်ဒီအချိန်မှာတငယ်ချင်းရဲ့မိမတကားလာဖွင့်ပါရီသူ့ကိုတွေ့တော့ဒေါသထွက်သွားပါရီနင်းလာပြန်ပြီလားငါယောက်ျားနဲ့မပတ်တမ်းနဲ့သူနဲ့ဝဝင်းနေဆိုပြီးတော့ငါနဲ့ပြောထားတယ်လေသူအနေနဲ့အတူတူရှိရဲ့အခါတိုင်းအမြင်နဲ့ဒုက္ခတွေ့နေရတာအခုသူအိပ်ပျော်နေရယ်နင်းထွက်သွားလိုက်တော့ဒုက္ခပဲဒီပုံစံတိုင်းဆိုရင်တော့သူငါစကောင်းနားထောင်မှာမဟုတ်ဘူး ဟာအမကလည်းကျွန်တော်အမယောက်ျားစီကနေပြီးတော့ပတ်စံအကျွေးယူထားတယ်ဗျအဲ့ဒါပြန်လာဆက်တာသူ့ကိုနှိုးပေးအေးလေမနှိုးပေးချင်ဘူးဆိုရင်လည်းထားလိုက်တော့ကျွန်တော်နောက်မှပဲပြန်လာတော့မယ်ဗျာဩပတ်စံအကျွေးလာဆက်တာလားခဏလေးခဏလေးနောက်ထပ်ဘာဖြစ်လို့လာမလဲကျွန်မအခုပဲသူ့ကိုခေါ်လာခဲ့လိုက်မယ်သူကလည်းတယောက်ျားကိုအမြန်ဆုံးသွားနှိုးပါတယ်ဒီမှာကျွန်မတို့အတူပတ်စံတွေကတကာဝမှာစောင့်ကြုံနေပြီးတွားရှုခဲ့ပတ်စံကိုအချိန်အကြာကြီးမစောင့်ခိုင်းတင်ဖို့ရှင်းရလဲတည့်ရလားဟုတ်လားဘယ်သူပတ်စံလာပေးရလဲဒီမှာ ရှင်းတက်ငယ်ချင်းလာတယ်ဆိုတာကိုကျမလာပြောတာသူကရှင်းကိုပတ်စံပြန်ဆက်ဆက်ရရှိတယ်ဟုတ်လားအော်မသိပါဘူးကွာပတ်စံအထုတ်ထည့်လိုက်များရှားတော့မလားဆိုပြီးတော့တွေးနေတာသူကတော့ဘာဖြစ်လို့ပတ်စံအကျွေးပြန်လာဆက်တာလဲဖြစ်တော့လည်းမဖြစ်နိုင်ဘူးသွားကြည့်လိုက်အောင်မယ်သူလည်းတကယ်ချင်းနဲ့တွေးဖို့အတွက်အပြင်ကိုထွက်သွားပါတယ်အဲအကိုကြီးလာလာကျွန်တော်နဲ့အခုချက်ချင်းလိုက်ခဲ့တော့အခုချက်ချင်းကျွန်တော်တို့တရံမကြီးရဲ့ byte ထဲဝင်ရမယ်မဲမူးနေရလားကွာဘာစကားတွေပြောနေရလဲခမရကျွန်တော်နဲ့အရင်ဆုံးအတူတူလိုက်ခဲ့ဟောရောက်သွားတဲ့အခါကျရင်ကိစ္စတွေအားလုံးရှင်းပြမယ် လာလေအမြန်လာခဲ့နေမိမှာအပြင်ထွက်လာမိလို့ရှိရင်တော့သူ့မင်းကိုလွတ်မှာမဟုတ်ဘူးနော်လာလာလာအမြန်လာအမြန်လာဒီလိုနဲ့တငယ်ချင်းနှစ်ယောက်သာတောအုပ်ထဲဝင်သွားကြပါတယ်ခဏကြာမှာသူတို့လည်းဆုံးမကြီးရှိတဲ့နေရာကိုရောက်သွားပါတယ်တောအုပ်ထဲမှာတကယ်ကိုကြောက်စရာကောင်းတဲ့တရေဆုံးမကြီးရှိနေခဲ့ရပါသူ့ကိုတွေ့တော့လမ်းဖြန့်သွားပါတယ်တကယ်ကိုဒီနေရာမှာဆုံးမကြီးတကောင်ရှိနေရနော်အကြီးကြီးပဲကြောက်စရာကြီးသူကဓမြရီရဲ့ရွှေပြည်အကုန်လုံးကိုစားပြစ်လိုက်တယ်ဟုတ်လားဟုတ်တယ်ကျွန်တော်ကိုယ်တိုင်တွေ့လိုက်တယ် သူကအဲ့ဒီရွှေတွေကိုစားပြစ်လိုက်တာဆိုတော့ကျွန်တော်တို့ဒီရွှေတွေကိုသွားယူမယ်အေးငါတို့တော့ဘိုက်ထဲကိုဝင်သွားလို့ရောရတယ်ရွှေတွေကိုယူလိုက်ပြီးပဲထားပါအောင်အပြင်ကိုဘယ်လိုပြန်ထွက်ကြမလဲငါတို့အပြင်ကိုပြန်မထွက်နိုင်ဘူးဆိုရင်တော့စောင်းမကြီးရဲ့ဘိုက်ထဲမှာငါတို့အစာချေသွားလိမ့်မယ်နော်စိတ်ပူမနေပါနဲ့နီလန်တစ်ခုမဟုတ်တစ်ခုတော့ထုတ်ပေးလိုက်မယ်အေးပါအခုတော့ဘိုက်ထဲကိုငါတို့ဘယ်လိုသွားမလဲသူတို့လည်းချက်ချင်းပဲစောင်းမကြီးအရှိကိုသွားလိုက်ကြပါရီအတန်အကျယ်ကြီးနဲ့လည်းအော်နေခဲ့တာပေါ့ဒီမဒီမတရဲမကြီးခမရောကျွန်တော်တို့မကြောက်ဘူး ကျွန်တော်တို့ခမားအရှိမပဲရက်နေရယ်စားချင်လဲဆိုရင်တော့ကျွန်တော်တို့ကိုစားပြလေတကယ်ကိုအယူကောင်တတိကလည်းရှိနေသေးတယ်။နင်းလုံးငါတုံးမျိုးလေငါဘိုးကမှတခါမှမမြင်ဘူးဘူး။နင်ကငါ့ရဲ့အစာဖြစ်ချင်လို့ငါရှိကိုလာခဲ့တယ်ပေါ့ဟုတ်လား။နင်ရဲ့ဆန္ဒကိုအခုချက်ချင်းကဖြည့်ဆည်းပေးလိုက်မယ်။ဒီလိုနဲ့ဆောင်းမကြီးကလည်းတတော်နှစ်ယောက်လုံးကိုမျိုးချပြလိုက်ပါရယ်။အမလီအမလီဒုက္ခပဲ။ဒီနေ့တော့ငါတီဗီနဲ့တူပါရယ်ဟိ။ဒီကောင်ကတော့ငါ့ဒုက္ခလှလှတွေ့အောင်လုပ်လိုက်ပြီ။နှစ်ယောက်သားလည်းဆောင်းမကြီးရဲ့ဘိုက်ထဲရောက်ရှိသွားခဲ့ကြပါရယ်။ ပိုက်ထဲမှာအယိုးကောင်းတွေအယိုးဆိုးတွေအများကြီးပါပဲငါတကယ်ကိုမှားပြီမင်းစကားကိုနားထောင်မိရတကယ်ကိုမှားတာပဲငါ့ရဲ့မိမပြောတဲ့စကားအမှန်နဲ့မင်းကြောင့်လည်းတရားကြရင်တော့ငါဒုက္ခအကြီးကြီးတွေ့မှာတဲ့သူအမြဲပြောတယ်အခုဘယ်လိုလုပ်မလဲခလေးလိုမျိုးငိုမနေနဲ့ခေါမကြည့်ပါအောင်ကွာရွှေတွေအများကြီးပဲငါတို့အခုချမ်းသာပြီးအောင်မြင်ပြီလေဒီတရံမကြီးရဲ့ဘိုက်ထဲမှာရွှေတွေအများကြီးရှိတယ်လို့ငါမင်းကိုပြောခဲ့ရင်မဟုတ်ဘူးလားအေးဟုတ်ပြီဒါပေမဲ့ဒီရွှေတွေကိုငါတို့အပြင်ကိုဘယ်လိုရှူသွားမလဲအခုငါတို့ဘာဖြစ်မလဲတောင်စမသိအောင် ဒီရွှေတွေကိုငါတို့ဘာလို့ရမလဲတိတ်မကြခင်မှာပဲငါတို့လည်းသူ့ရဲ့အစာအိမ်ထဲမှာအစာဖြစ်သွားလိမ့်မယ်ငါတို့မှာအချိန်နည်းနည်းပဲရှိရနော်လောက်ဆရာရှိရအမြန်လို့ခမရတလောက်တောင်ကြောက်နေတော့ကျွန်တော်တောင်ကြောက်လာပြီကျွန်တော်ဒီချဲကိုဘလို့ဝင်ရမလဲဆိုတာကိုသိပေမဲ့အပြင်ဘလို့ပြန်ထွက်ရမလဲဆိုတာကိုတော့မသိဘူးတကယ်ပဲကွာစိတ်ညစ်တယ်မင်းရလေဘာအစီအစဉ်မှမရှိပဲနဲ့ဒါတွေကိုလောက်တာလားဒီနေ့တော့မင်းငါကို တကယ်ကြီးတတ်အောင်မယ်နဲ့တူတယ်အိုဖရာဒုက္ခပဲကျွန်တော်အတငငယ်လေးရှိသေးရဲ့ဗျကျွန်တော်ကိုဒီဆုံးမကြီးရဲ့ဘိုက်ထဲကနေထုတ်ပေးပါ ဒီဆုံးမကြီးရဲ့ဘိုက်ထင်မှာတော့ကျွန်တော်အသက်အဆုံးရှုံးမခံကျင်ဘူးအချစ်ရဲ့မိမရဲ့မိဘမလည်းငေါ့လာခဲ့ပေါင်းကွာကဲကြည့်စမ်းပတ်ဆံယူမယ်ဆိုပြီးတော့ဘယ်ဟုတ်ထွက်သွားတာလဲသူ့တငယ်ချင်းသူ့ခေါ်တော့ဒါပဲဖြစ်ရမယ်သူတို့တော့တော်တော်လေးကြာနေပြီဘယ်တော့နေကြတာလဲအခုလောက်ဆိုရင်တော့ပြန်လာသင့်ပြီလေပြဿနာတွေဘာတွေများကြုံတွေ့နေရတာလားမသိပါဘူးမဖြစ်သေးဘူးငါကိုယ်တိုင်လိုက်ရှာမှဖြစ်မယ်သူလည်းတယောက်ကြောက်ကိုလိုက်ရှာနေရင်းနဲ့ထွက်လာခဲ့ပါတယ် ခဏကြာမှာတော့လူတယောက်သူတို့စီကိုပြေးလာပါတယ်ပြေးဟေးပြေးပြေးပြေးတောထဲမှာဆုံးမကြီးတကောင်ရှိနေတယ်ဆုံးမကြီးအခုအခုခဏလေးခဏလေးဘာဖြစ်ခဲ့ရလဲဘာလို့လို့ဒီလောက်တောင်မှကြောက်ရွံ့နေရလဲဘယ်လိုပြောပြရမလဲတောထဲမှာဆုံးမကြီးတကောင်ရှိနေလို့လေကျွန်တော်အခုလည်းပဲတွေ့ခဲ့တယ်လူနှစ်ယောက်ကိုမျိုးချလိုက်တယ်ခမရမကြောက်ဘူးလားဒီကနေအမြန်ဆုံးပြေးတော့အိုဖေယာဒုက္ခပဲဆုံးမကြီးငါ့ယောက်ကြောင့်မျိုးချလိုက်ပြီလားမသိဘူး ဒီလိုနဲ့သူမကလည်းတောအုပ်ထဲကိုဝင်သွားပြီးဆောင်းမကြီးကိုလိုက်ရှာပါတယ်ခနာအကြာမှာတော့တောအုပ်ထဲမှာရှိတဲ့ဆောင်းမကြီးကိုတွေ့ခဲ့ရပါတယ်ဒုက္ခပဲနေရဟာကြီးလားသူကိုယ်တိုင်ပဲငါးယောက်ကြောက်ကိုစားပစ်လိုက်တာဖြစ်ရမယ်ငါကိုယ်တိုင်တခုခုလုံးမဖြစ်တော့မယ်မဟုတ်သေးဘူးသူလည်းအိမ်ကိုအမြန်ဆုံးပြန်ပြေးသွားပါတယ်သူလည်းအိမ်မှာရှိတဲ့စီပေါင်းကိုယူပြီးနောက်မှာတော့တောရဲကိုပြန်လာခဲ့ပါတယ်ဆောင်းမကြီးနာကိုသူလည်းပြေးသွားလိုက်ပါတယ်ဒီမှာငါနဲ့အရှိမပဲရက်နေတာတတိရှိတဲ့ဆိုရင်တော့နင်ငါ့ကိုစားပြလေ အမေဒီနေ့ကတကယ်ကိုပြောစရာကောင်းတာပဲငါ့ရဲ့သားကောင်းတွေကငါ့စီကိုပဲပြေးလာနေကြတယ်ဒါပေါ့နင်ကစားစေခြင်းငါစားမှာပေါ့ဒီလိုနဲ့ဆောင်းမကြီးကလည်းသူမကိုစားပြစ်လိုက်ပါတယ်တယောက်ချောက်ပြန်တွေ့ကြရတဲ့အခါမှာသူလည်းစိတ်အေးသွားပါတယ်ယောက်ျားဖြစ်သူကလည်းအံ့အားတင့်သွားပါတယ်မင်းဒီကိုဘာလာလောက်တာလဲမင်းငောက်ကဲဖို့အတွက်လာတာလားငါကမင်းရဲ့စကားနားမထောင်ခင်မိရတကယ်ကိုမှားတာပဲငါ့ကိုခွဲလောက်ပါရတဲ့ကိစ္စမရှိဘူးပြီးသွားတဲ့ကိစ္စတွေခဏထားလိုက်တော့အခုကျမတို့ဒီကနေထွက်မှဖြစ်မယ်ဟုတ်ပါတယ်အမရဲ့ကျွန်တော်ခွဲလောက်ပါ ကျွန်တော်ကြောင့်လည်းသူလည်းဒီနေရာမှာပိတ်မိနေပြီဒီထဲမှာဘာရလဲဒီထဲမှာစီရီလေဒီစီရီကိုသူ့ရဲ့ byte ထဲလောင်းထည့်လိုက်ရင်တော့သူအန်ဂျင်လာလိုက်မယ်ငါတို့လည်းသူ့ byte ထဲကနေထွက်လို့ရသွားလိမ့်မယ်ဒီလိုနဲ့သူတို့ကလည်းစီရီကိုလောင်းချလိုက်ပါတယ်ခဏမှတော့စုံမကြီးလည်း byte တွေတအားနာနာပါတယ်ဘာဖြစ်တာလဲဘာဖြစ်တာလဲ byte နာတယ် byte နာလိုက်တာအမလေးအန်ဂျင်နဲ့ဟေးအန်ဂျင်နဲ့ဒီလိုနဲ့စုံမကြီးကလည်းအန်နေခဲ့ပါတယ်ကဲစုံမကြီးအန်နေပြီငါတို့အနေနဲ့အစင်တက်ပြင်ထားတဲ့နဲ့ ခဏလေးရွှေပြေယူလိုက်အောင်မေအခုအချိန်ထိကိုနင်ကလောဘကြီးကျင်သေးတယ်ဟုတ်လားရှင်ဒီမှာပဲချက်နေကျမတို့ဒီကနေထွက်ဖို့အတွက်ကသာအဓိကရွှေရေဘာရီမလို့ခြင်းဘူးကျမတို့အသက်ကကျမတို့အတွက်ပိုတန်ဖို့ရှိရဲ့ရှင်ဒီမှာပဲရက်နေနော်အေးပါမိမမိမရေဆိုတော့အမြဲမှန်နေငါတို့တွေကပဲနားမလည်ခဲ့ရတယောက်ကတော့လောဘကြီးတော့နေအတွက်အထဲမှာကြံရင်နေခဲ့ပြီးလင်မယားတယောက်လုံးကတော့အပြင်ကိုထွက်လာခဲ့ပါပြီ အပြင်ကိုရောက်တာနဲ့သူတို့အများဆုံးထွက်ပြေးသွားကြပါရဲ့ရွှေတွေကိုလောဘတနေခဲ့တဲ့သူကတော့ဆုံးမကြီးရဲ့ဘိုက်ထဲမှာပဲကြံခဲ့ပါရဲ့ဟာဒုက္ခပဲအံ့ဩလေအံ့ဩဒီမှာငါကြံသေးတယ်နောက်တစ်ခေါက်အမြန်အံ့ပါအောင်အိုဖေယာဒုက္ခပဲကျွန်တော်လောဘကြီးမိရမှားပြီနဲ့တူတယ်ကျွန်တော်လောဘတက်ပြီလို့အခုဆိုင်တော့ဒုက္ခရောက်ရပြီကျွန်တော်ဘာလို့ရမလဲဒီမှာပဲကျွန်တော်အသက်ကိုဆုံးရှုံးရတော့မှလားအိုဖေယာကဲပါအောင်ကဲပါအောင်ဒီကနေဘယ်လိုထွက်ရမလဲဒီလိုနဲ့လောဘကြီးရဲ့အတွက်သူလည်းနောက်ဆုံးမှာတော့အသက်ဆုံးရှုံးခဲ့ရပါရဲ့ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲအခုလိုမျိုးစိတ်ဝင်စားဖွယ်ရာတရေပုံမြင်လေးတွေကိုကြည့်ကြနေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်